ဤတော့ UFC flyweight တန်က Brandon Rovo သူရပြိုင်ပါ Joshua Van Apple သူရမြင်ကြီးခန်းစားချက်တွေကိုနည်းနည်းအသေးစိတ်ဆွင့်တွေ့ကြည့်ရအောင်ဟုတ်ကဲ့ခင်ဗျာသူရပွဲကြိုပြောစကားလေးတုံးတက်ချက်တွေကနေဗောလေ Van ကိုလေးစားပေမဲ့음ဒီပွဲကသူ့အတွက်စွန့်စားမှုကြီးဖြစ်ကြီးပုံရတယ်သူရချန်ပီယံရီမန်းချက်တွေနဲ့ဘလို့ချိန်ရထားလဲကြည်ကြမယ်ဟုတ်ပါတယ်စိတ်ဝင်စားစရာကောင်းတာကယိုဘောကသူ့ပြိုင်ဘက် Van ရဲ့ပရိသတ်လို့ပြောထားတာပဲ ဟုတ်တယ်အဲ့ဒါလေးစိတ်ဝင်စားဖို့ကောင်းတယ်။ तू ကကျွန်တော်ကဗန်ရဲ့ပရိသတ်ပါလို့တောင်းပြောခဲ့တာ။ဟမ်ဗန်ရဲ့ကစားပုံအထူးသဖြင့်ဟောလေဘောက်ဆင်းပုံစံတွေကကြည့်လို့ကောင်းတယ်စိတ်လို့ရှားစရာကောင်းတယ်ဆိုပြောလေ။ဟုတ်ပါ။ဟိုးရန်ဗန်ဖျူရီ FC မှာထိုးကြတဲ့က तू ကြည့်ဖူးတယ်တဲ့။အဲ့ဒီကြတဲ့ကအလားအလာကောင်းတယ်လို့ तू မြင်ထားပုံပဲ။ Fury FC ဆိုတာက UFC မတိုင်ခင်အဆင့်ပေါ့နော်အဲ့ဒီကတည်းကတတိထားမိတယ်ဆိုတော့တော်တော်လေးမျက်စိကျနေပုံပဲဟုတ်တယ်ဟုတ်တယ်အဲ့တော့ကိုယ်တိုင်အတိမပြုထားတဲ့ unit နဲ့ဆိုတော့ပို့ပြီးတော့လဲစိတ်လှုပ်ရှားစရာချစ်မှာပေါ့နောက်ပြီးအဆက်ကမာနေကိန်းနဲ့ထိုးရမှာလေဟုတ်ကဲ့အခုဘန်းနဲ့ပြောင်းသွားတယ်ဒါပေမဲ့အဲ့အပြောင်းလဲကြောင့်ပွဲက main cut ပေါ်ရောက်သွားလာကိုသူကျင်တ်တယ်လို့ဆိုတယ်อืมအဲ့ဒီ main cut ကိစ္စကအရေးကြီးတယ် main cut ဆိုတော့လူပိုကြည့်တယ်အာယုံစိုက်မှုပူရတယ်လေဟုတ်ဆိုတော့ရိုးဘယ်က အလိုပိုကျယ်ပြည့်တဲ့ပရိသတ်ရှင်မှာထိုးခွင်းရတာကိုတပိုးကြတယ်ဒီလိုပြောင်းလိုက်လို့လူတွေပိုစိတ်ဝင်စားလာတယ်သူ့အတွက်လည်းတကယ်ကောင်းတဲ့ပြန်ပက်တရားနဲ့စင်ခေါ်မှုပြည့်ပြည့်ဝဝရင်ဆိုင်ရမယ်လို့သူမြင်တယ်ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့အိစင်ခေါ်မှုကသူ့အတွက်ကတော့တကယ်ကိုอืมဘယ်လိုမျိုးမလဲအန်ဒရယ်များတယ်နော်သူကိုယ်တည်းလည်းပြောတယ်ကျွန်တော်အတွက်တော့အန်ဒရယ်များလုံးနဲ့တလူဖိုက်တာနဲ့ရင်ဆိုင်ရတာပါတဲ့อืมဟုတ်တယ်ဘန်ကအစင်စဲအပြစ်မှာ ဆိုတော့ဗားတော့ကတော့ဒီပွဲကနိုင်ရင်တမန်ရှုံးလည်းဘာမှမဖြစ်ဘူးအတွေ့အကြုံရတာပေါ့မှန်တယ်အတွေ့အကြုံပဲရိုဗယ်တော့ကတော့ပြောင်းပြရကြီးနိုင်ရင်တော့အစင်တော့တိတ်မထူးပဲမဲ့ရှုံးလိုက်ရင်အဲသူ့ရဲ့ထိုက်တန်းအစင်တွေရောချန်ပီယံစိန်ခေါ်ခွင့်မျောလင်းချက်တွေရောပြုတ်ကျသွားနိုင်တယ်ဟုတ်တယ်အန်ဒီရဲ့အယမ်းများတယ်ဒါထိုက်တန်းဖိုက်တာတွေဂျုံရတက်တဲ့အကြက်တဲပဲလေကိုအစင်လက်ထိန်းရမယ်ပွဲလဲထိုးခြင်းတယ်ဆိုတဲ့အခါကျတော့ဟုတ်ကဲ့အစင်နိုင်မယ်မဲ့ တော်တဲ့ဆုံးရှုံးစရာမရှိတဲ့လူငယ်တွေနဲ့တွေ့ရင်ဒီလိုဆွန်းစားရတာပဲ။ရိုဘတ်ကဒါကိုပွေးမလင်းလင်းပြောတာကတော့ကောင်းပါတယ်။အင်း။သူဒီပွဲကိုလက်ခံတာက UFC ကပွဲတီးပေးလို့ဆိုပေနဲ့သူကိုယ်တိုင်ကလည်းအမြဲတမ်း active ဖြစ်ရှင်တဲ့ပုံစံ။ဟုတ်ကဲ့အမြဲထိုးနေခြင်းတဲ့သဘော။ဘယ်သူနဲ့ဖြစ်ဖြစ်ထိုးမယ်ဆိုတဲ့စိတ်တက်မျိုး။အဓိကတော့သူရည်မှန်းချက်ပဲ။သူကဒီပွဲပြီးရင်တော့ champion စင်ခေါ်ပွဲကစားရဖို့မျှော်လင့်ပါတယ်လို့ရှင်းရှင်းပဲပြောထားတယ်။ ချန်ပီယံဖြစ်ချင်တဲ့စိတ်ကတော့ဖင်းဖြောင်းနေပုံလဲဟုတ်ကဲ့ဒီပွဲကအဲ့ဒီလမ်းပေါ်ကစင်ခေါ်မှုတစ်ခုပေါ့သူရဲ့ကိုခန္ဓာပိုင်းအရာလဲ fly way ကသူ့အတွက်ကွာတိပဲဝေးချရတာလွယ်တယ်လို့ပြောသေးတယ်နော်အင်းအဲ့ဒါလည်းသူ့အတွက်အားသတ်ချက်တစ်ခုပေါ့လက်ရှိချန်ပီယံလူပွဲဖြစ်နိုင်တဲ့ဘန်ဒူဂျာနဲ့ကာယရာယာဖီလိုက်ပွဲပေါ့သူ့မြင်ကတော့哦ဟောသူကပန်တူရှားရဲ့ဖီယာဘက်စ်ဇာဘုံကြောင့်ကာရာယာဖီလာနည်းနည်းတုန်းခတွေ့နေတယ်လို့ခံမှန်းထားတယ်။အင်းဒါပေမဲ့ဘသူနိုင်နိုင်သူကတော့အကုန်လုံးကိုလေးစားတယ် အဓိကကိုပွဲနိုင်ပြီးဘိုးနက်ဆရာဖို့ပဲစဉ်းစားရတယ်ဆိုပြီးနောင်တော့ပြောင်ပြောင်ပြောတာတယ်ဟုတ်ကဲ့သူအယုံကတော့ကိုပွဲနဲ့ချန်ပီယံဖြစ်ရဲပဲဆိုတော့ခြုံပြောရရင်ရိုဘယ်ကပြိုင်ဘက်ပန်ကိုလီလဲလေးစားတယ်သူ့ရဲ့ချင်းသူ့အန်ဒီရဲ့ကိုလည်းအပြည့်ဝအတီးမပြူတယ်ဟုတ်တဖက်မှာလည်းဒီဘွေးကသူ့အစဉ်အတန်းနဲ့အနာဂတ်အတွက်ဘလောက်ဆွန့်စားရလဲဆိုတာကိုလည်းကောင်းကောင်းသိတယ်ဒါပေမဲ့အက်တီဗီဂျင်စိတ်ချန်ပီယံဖြစ်ခြင်းစိတ်ကြောင့်ဒီစင်ကိုမှုကိုရင်ဆိုင်ဖို့ဆုံးပြလိုက်တဲ့တဘောပါပဲ သူ့ရဲ့ယုံကြည်မှုနဲ့ရည်မှန်းချက်ကတွားပေးနေတာပေါ့ဟုတ်ကဲ့ဆုံးနိုင်ပါတယ်ဒါဆိုရင်ဒီအချက်တွေကစဉ်းစားစရာလေးတခုပေးနေသလိုပဲထိတ်တန့်ဖိုက်တာတယောက်ကကိုတက်အစ်င့်နေပေမဲ့တော်တဲ့ဆုံးရှုံးစရာမရှိရပြန်ပဲမျိုးနဲ့တွေ့တဲ့အခါอืมကိုတဲ့အောင်မြင်မှုလမ်းကြောင်းမပြောက်အောင်အစ်စ်မကြအောင်ဒီလိုအန်တီအများတဲ့အခြေအနေတွေကိုသူတို့ဘလို့များချိန်ကြီးဆုံးဖြတ်ကြမလဲဆိုတာကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်နေပါလေနော်